အားလုံးမင်္ဂလာပါခင်ဗျာခင်သားလေး YouTube channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့ကိုဒီနေ့ live မှာဘုသူတာဖြစ်မျှဝေဆွေးနွေးခြင်းရဲ့အကြောင်းအရာကတော့ Dacia car engine တွေမှာ spare plat number တွေကိုဘယ်လိုရွေးချယ်ကြမလဲ engine နဲ့ကိုက်ညီတဲ့ plat တွေကိုဘယ်လိုရွေးချယ်ကြမလဲပေါ့နော်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဒီနေ့ live မှာမိတ်ဆွေတို့ကိုဘုသူတာဖြစ်မျှဝေဆွေးနွေးခြင်းတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Dacia engine တွေအတွက် plat တွေရွေးချယ်တဲ့အခါမှာ တော်တော်လေးခေါင်းကိုက်ရတယ်ဘယ်ပလက်ဒီကိုသုံးရမလဲပလက်ဒီရဲ့နံပါတ်ဒီကအဒီမှန်ရောမှန်ရလားပေါ့နော်ဒါတွေကတော်တော်လေးခေါင်းကိုက်ရတဲ့အလုပ်တွေဖြစ်ပါတယ်ဒါအပြင်ဒီပလက်ဒီကြောင့်နောက်ဆက်တွဲကြုံတွေ့လာတဲ့စူးကျိုးတွေကလည်းအများကြီးပဲရှိမယ်ဥမာအနေနဲ့ဒီပလက်ကကိုကတော့လဲလိုက်တာကတော့အစ်စ်ပဲဒါပေမဲ့အစ်စ်လဲလိုက်ပြီမဲ့လေပုံစံတူပြစ်ချက်မျိုးဖြစ်နေတဲ့အခါမှာဒီလိုက်ငါလိုက်တွေလွဲတတ်တယ်ပေါ့နော်ဒီအကြောင်းအရာလေးလည်းကျွန်တော်ထည့်သိမ်းပြီးတော့မျှဝေချင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အတွက်ပေါ့နော် ဒီပလက်တွေကိုရွေးချယ်တဲ့အခါမှာလွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းလေးနဲ့ရွေးချယ်လို့ရအောင်ဘယ်လိုတွေလှုပ်ဆောင်ကြမလဲဆိုတဲ့အကြောင်းအရာကိုတော့ဒီနေ့ live မှာအဓိကထားပြီးတော့မျှဝေကြတာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီအင်ဂျင်အတွက်ပေါ့နော်အဲဒီဓာတ်ပြင်အင်ဂျင်အတွက်ဆိုလို့ရှိရင်ပလက်တွေအရေးကြီးတယ်ဆိုတာလေဒါမိတ်ဆွေတို့အားလုံးသိပြီးသားဖြစ်ပါတယ်ဒါပြင်ပလက်တွေပြစ်ချက်တွေဖြစ်တဲ့အခါမှာဘယ်လိုပုံစံမျိုး ြုံတွေ့ရလဲပေါ့နော်ပလက်တွေပြစ်ချက်ဖြစ်တဲ့အခါမှာကျွန်တော်အနေနဲ့ဒါလောင်စာစီစားများတဲ့ပြဿနာတွေဖြစ်မယ်နောက်ဒီအဆွဲယုံကြီးကြမယ်လီဘာနင်းနင်းလောက်မပါတဲ့ပြဿနာမျိုးတွေကားကတွန်းတွန်းလို့ဆုပ်တွေဖြစ်မယ်အင်ဂျင်တွေတုံမယ်မိကိုအမဲတွေလိုက်မယ်စီနက်နေမှော်မယ်ပုံမှန်ထက်ဆိုင်စီရပို့ပြီးတော့လောင်စာစီစားတွေအရင်များနေမယ်အစားရှိသည့်ဖြစ်ပေါ်ဗျာနော်ဒီလိုနောက်ဆက်တွဲဆိုကြူတွေကအများကြီးပဲရှိပါတယ်အဲ့လိုမျိုးဆိုးကျိုးတွေဖြစ်တဲ့အခါမှာဒီတော်တော်လေးစိတ်ညစ်ရတယ်ဥပမာကျွန်တော်ကားတစ်စီးကိုကိုယ်ကပုံမှန်မောင်းနေကြအနေထားမှာ ဒီပါနေနင်းတော့မပါဘူးဆိုရင်တော်တော်စိတ်ညစ်ရတယ်ပေါ့ဗျာเนาะအဲ့လိုနေထားဖြစ်တဲ့အခါကျတော့ကျွန်တော်အနေနဲ့ဖလက်တွေကအဲဒါတီချာကယူဆိုင်ဖို့လိုအပ်တာဖြစ်ပါတယ်ဒါအပြင်ပေါ့เนาะအဲဒီဥမာပြရမယ်ဆိုလို့ရှိရင်ဒီ Honda Hybrid တွေဆိုလို့ရှိရင် Honda Fit Shadow တို့ Civic တို့ Insight တို့ပေါ့ဒါကျွန်တော်နမူနာပေးတာပါအဲ့ဒီကားတွေမှာဆိုရင်ဖလက်အမျိုးအစားကောင်းတာလဲကြိုက်တယ်နံပါတ်တွေမှန်တာကိုလည်းသူတို့ပို့ပြီးတော့ကြိုက်ကြတယ်အဲ့ဒီမှာကျွန်တော်တို့ကနံပါတ်မှားတက်တာတို့ဒါမှမဟုတ်ရင်အမျိုးအစားညံ့တဲ့ဖလက်တွေတက်တဲ့အခါမှာတော်တော်လေးကို အာဒီလီဘာနီနင်းတော့မပါတဲ့အနေအထားမျိုးကြီးကျွန်တော်တို့ကြုံတွေ့ရတယ်ပေါ့ဗျာနော်ဒါကြောင့်အဲပလက်ကအမျိုးအစားလေးကောင်းဖို့လိုအပ်တယ်လို့အဲကျွန်တော်တို့ဒီနံပါတ်တွေလေးမှန်ဖို့လိုအပ်တာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်ခုနကတော့ပြောပြခဲ့တယ်လို့ပဲကျွန်တော်တို့ကားတစ်စီးကဘယ်ပလက်နံပါတ်ကိုထည့်မလဲဆိုတာအဓိကကြပါတယ်ဒီနေရာမှာကျွန်တော်တို့ကအတွေ့အကြုံကလည်းအရေးကြီးတယ်လို့ကျွန်တော်တို့အတွက်ကက်တလော့တွေကလည်းအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ကက်တလော့တွေကကျွန်တော်တို့မဖြစ်မနေအာဒီကိုးကားရမယ့်အနေအထားမျိုးတွေ ကျွန်တော်တို့အတွေ့အကြုံဘလောက်ပဲများများကားတစ်စီးမှာသုံးတဲ့အော် pass number တွေပေါ့နော်ဒီပစ္စည်းတွေရဲ့ number တွေကအများကြီးပဲရှိပါတယ်။ဒါကြောင့်ဥမာရေတိုင်းကြီးဆိုရင်လည်းရေတိုင်းကြီးရေတိုင်းကြီးဖုန်းဆိုရင်လည်းနံပါတ်တွေအများကြီးရှိမယ်။အဲဒီ spot plate တွေဆိုလည်းနံပါတ်တွေအများကြီးရှိမယ်။ wiper အစရှိတဲ့ပြောပြပါကားမှာသူ့မှာနံပါတ်တွေကအများကြီးပဲရှိမယ်။အဲ့ဒီခါမှာကျွန်တော်ဒီမျှဝေခြင်းနဲ့ဒီ plate နဲ့ပတ်သက်တဲ့အပိုင်းကလည်းကျွန်တော်တို့တွေဒီအော် plate number တွေကိုမမှတ်နိုင်ဘူးပေါ့နော်။ဒါအပြင်ပြဿနာကဘာဖြစ်လာနိုင်လဲဆိုတော့ ဒီကားတစ်စီးကိုအရင်တော့ကထည့်ထားတဲ့ပလက်အဲ့ပလက်ကနံပါတ်ကမှန်လားမမှန်လားကျွန်တော်တို့မသိနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကအဲ့ဒီကားနေပြီးတော့ဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့ကျွန်တော်တို့ကပလက်ကမကောင်းတော့ဘူးလဲကြမယ်ပေါ့ဗျာနော်အဲ့လိုလဲမဲ့အခါမှာစားပြီးတော့ထည့်တွေကပလက်ကနံပါတ်ကြီးအလွဲထည့်ထားတော့ကျွန်တော်တို့ကအဲ့နံပါတ်အတိုင်းသွားကြည့်ပြီးထည့်ပြန်ရင်လေဒါကျွန်တော်တို့ကနောက်တစ်ခါထပ်ပြီးတော့မှားတဲ့ပုံစံမျိုးဖြစ်မယ်ပေါ့နော်အဲ့အတွက်ဒီကားမှာသုံးထားတဲ့ပလက်ကမှန်ကောမှန်ရဲ့လားပေါ့ဒါတွေပါကျွန်တော်တို့ကစစ်ဆေးဖို့လိုအပ်တာဖြစ်ပါလေဒါအပြင် ကျွန်တော်အခုဆိုလို့ရှိရင်ပြမာပေါ့နော်ဒါ workshop မှာဘာတွေတွေ့ရလဲဆိုတော့ဒီကားပိုင်ရှင်တွေကိုယ်တိုင်ပေါ့နော်ကျွန်တော်တို့တောင်းဆိုတာကအပနကတော့၃ငုတ်လေးထည့်ပေးပါကျွန်တော်တို့နှစ်ငုတ်ကတော့တိတ်မီထွက်အားတိတ်မကောင်းဘူးတငုတ်ကတော့မီထွက်အားနည်းတယ်ပေါ့နော်လူမျိုးရင်းနဲ့ကျွန်တော်ပြောကြတယ်တကယ်တကယ်ကတော့ပလက်မှာတငုတ်ကမီထွက်အားကောင်းတယ်၃ငုတ်ကမီထွက်အားကောင်းတယ်ဆိုတော့ကမီထွက်အားနဲ့ကျွန်တော်တို့ကမဆိုင်ဘူးပေါ့နော်သူ့ရဲ့ engine နဲ့ကိုက်ညီတဲ့ plate number ဖြစ်နေဖို့လိုအပ်တာ ျွန်တော်တို့ကဒီအင်ဂျင်ပါဝါသေးတဲ့ကောင်ပါမီးထွက်ဟာအရန်ပြင်းတဲ့မီးကူဟာအရန်များတဲ့ဖလက်ကိုထည့်ရင်နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတော့ဘားတွေပဲထွက်သွားနိုင်တယ်ပင်စတင်တွေပေါက်နိုင်တယ်အက်နိုင်တယ်ပဲထွက်နိုင်တယ်နောက်ဆက်တွဲတွေကအများကြီးပဲရှိမယ်အဲဒီလိုပဲအင်ဂျင်ပါဝါမြင့်တဲ့ကားတွေမှာမီးကူဟာနိုင်တဲ့ဖလက်တွေကိုသွားထည့်ပြန်ရင်လေဖလက်ကခဏလေးနဲ့မဲပြီးတော့ပျော်ကျသွားမယ်အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အတွက်ဖလက်တွေမှာ heat range ဆိုတာရှိတယ်ဒါဒါလည်းကျွန်တော်မကြာခဏမျှဝေခဲ့ဘူးပါတယ် hearing ကတော့ကျွန်တော်တို့ဒါပြောမယ်ဆိုရင်အပြင်လောကမှာတုံးတာတော်တော်လေးနေပါတယ် workshop လောကမှာဆိုရင် hearing နဲ့ပတ်သက်ပြီးတော့တိတ်မပြောကြဘူးဒါပလက်ကိုတကုတ်လားနှငုတ်လားသုံးငုတ်လားအဲ့လိုပုံစံနဲ့ပဲတော်တော်များများသုံးကြတယ်ဗောနော်ဒီနေရာမှာကျွန်တော်က hearing ကိုဘာဖြစ်လို့ပြောချင်တာလဲဆိုတော့သူ့ရဲ့ player ရဲ့ number ကိုပဲအဓိကပြောချင်တာအဲ့တော့ဒီ player ရဲ့ number ပေါ်မူတည်ပြီးတော့မှသူ့ရဲ့ hearing အမျိုးဒီတန်ဖိုးတွေကကွာသွားတယ် hearing ဆိုလို့ပြောတဲ့နေရာမှာဗောနော်ဒါလေးလည်းကျွန်တော်ပြန်ရှင်းပြချင်ပါတယ်ပလက်တွေက သူကနေပြီးတော့မှအပူစွန့်ထုတ်မှုကအရန်ကောင်းရင်ကိုဘလက်ပေါ့ဟီရိတ်နံပါတ်မြင်ပါလေဒါဒါဒန်ဆိုအခြေခံပြီးပြောတာပေါ့နော်ချိုကားတွေကပြောင်းပြန်ချိုဆိုရီချိုပလက်တွေကပြောင်းပြန်ရှိပါတယ်နော်အဲ့တော့ကျွန်တော်ဒန်ဆိုပလက်တွေမှာဆိုရင်ကိုဘလက်တွေကဟီရိတ်နံပါတ်မြင်နေ20တို့22တို့အစားရှိသည့်ဖြင့်ဟီရိတ်နံပါတ်နှိမ့်နဲ့ပလက်တွေကကြတော့ဟော့ပလက်လို့သုံးတယ်အဲ့ဒီဟော့ပလက်တွေကဥမာ16တို့ပါလို့ပေါ့ဗျာနော်အဲ့လိုနံပါတ်တွေဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကပလက်နံပါတ်ဥမာ100နံပါတ်က IK ပဲဆိုကြပါစို့ ် VK ဖြစ်ဖြစ် INK ဖြစ်ဖြစ်ပေါ့အဲ့တော့ INK ပေါ့ဗျာနော်အဲ့တော့ INK ကတော့မှန်ပြီမဲ့အာနောက်ကဒီနံပါတ်မှာ16နဲ့20နဲ့အရန်กว่าပါတယ်အဲ့တော့ plug ကအရစ်တူတယ်အာသူ့ရဲ့ဒီအရစ်ဆိုင်အရစ်ဆိုင်တူတယ်အရစ်အတူရှိတူတယ်ဥမာတငုတ်နှငုတ်သုံးငုတ်ဒါလည်းတူတယ်ဒါပေမဲ့16နဲ့20กว่าနေကိုအရန်တိတာပါတယ်အဲ့တော့တချို့ကားတွေကသူ့ရဲ့သတ်မှတ်ချက်က16ပဲထည့်ရမယ်အဲ့တော့ကျွန်တော်20သွားထည့်လို့မရဘူးเนาะ20ထည့်ရင်ဘာဖြစ်လာလဲဆိုတော့ ခဏကတော့အဆင်ပြေတယ်နည်းနည်းလေးမောင်းလာကြသွားတာနဲ့အဲ့ဒီကားကပလက်ကြောင့်ကျွန်တော်ဘားတွေဟာသွားနိုင်တယ်ပဲ့ထွက်သွားနိုင်တယ်အဲ့ဒီခါမှာ compression တွေကျပြီးတော့နောက်ဆက်တွေက engine မှာခြံရတဲ့အဆင်ပြေဖြစ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကပလက်ကိုရွေးချယ်တဲ့အခါမှာကျွန်တော်ဒီနေ့ပေးခြင်းတဲ့ message ကပလက်ကိုရွေးချယ်တဲ့အခါမှာ catalog ကိုမဖြစ်မနေကျွန်တော်တို့ကသုံးပေးဖို့အတွက်အကြံပြုတာဖြစ်ပါတယ်ကျွန်တော်တို့ဒါ workshop မှာဆိုလို့ရှိရင် ကျွန်တော်တို့နဲ့တွေ့လို့ခဲ့တဲ့တကယ့်ကိုအိုဆာဗစ်ဆရာကြီးတွေရှိပါတယ်အကျွန်တော်တို့ထက်အသက်နဲ့ဒီ၄၅၆နှစ်လောက်ကြီးတဲ့အိုဆာဗစ်ဆရာကြီးတွေပေါ့နော်သူတို့ကိုယ်တိုင်ဒီပြဿနာတွေကြုံတွေ့ခဲ့ရတယ်သူတို့နဲ့ကျွန်တော်တွေ့လို့တဲ့အခါမှာလည်းဒီပြဿနာတွေကြုံတွေ့ခဲ့ရတယ်သူတို့အရင်တော့ကဒီကတ်လောက်တွေမသုံးမဲ့နဲ့အတွေ့အကြုံရတန်ငုံနှငုံသုံးငုံအစားချည်တွေဖြင့် customer ရဲ့တောင်းဆိုမှုဒီကားပိုင်ရှင်ရဲ့တောင်းဆိုမှုပေါ်ကိုထည့်ပေးတာရယ်နောက်ကိုယ့်ရဲ့အတွေ့အကြုံရသုံးကြတယ်ဒါပေမဲ့နောက်ပိုင်းတွေကအဆင်မပြေတော့တဲ့ဟာကိုသူတို့ဖြည်းဖြည်းချင်းမြင်လာတယ်အဲ့ဒီမှာကျွန်တော် ဟိုဂျုံတွေးခဲ့ရဆိုရင်ဒါ alpha ကားဆိုရင်လုံးဝကိုဂျုံတွေးခဲ့ရတဲ့ဖြစ်ချက်ထဲမှာပါဝင်နေပေါ့နော်အဲ့ဒီကားကြီးဆိုရင်ဒါပြောမဆိုရင်ပလက်ကပုံမှန်၃နေကြပလက်၃တာပဲဒါပေမဲ့မရဘူးနောက်ဆုံးမှာဘာလို့ရလဲဆိုတော့ဒီ catalog ကိုသုံးပြီးတော့မှအဲ့ဒီရဲ့ number တိုင်းအတိအကျကိုထည့်ပေးမှသာအဆင်ပြေသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကကားကြီးကိုပြုပြင်တဲ့အခါမှာပြစ်ချက်ကိုတော့အကျဉ်းင်းသိပြီဥမာ misfire ကုတ်တက်လို့ဒါမှမဟုတ်ရင် plan နဲ့ပတ်သက်တဲ့ပြစ်ချက်မျိုးတက်လို့ကျွန်တော်တို့ပလက်လဲကြပြီပေါ့ဒီဖြုတ်လိုက်တဲ့အခါမှာလည်း လက်ကလည်းတော်တော်ချင်းနေစိုးနေပြီခေါင်းနေအဲဒီသူ့ရဲ့ဒီအလက်ထုတ်တွေတိုးနေပြီနောက်ဒီပြောမှဆိုရင်သူ့ရဲ့ gap တွေပေါ့နော်အကွာဝေးတွေကအရန်ကျဲနေပြီဒီလိုနေထားဆိုကျွန်တော်ပလက်ကမဖြစ်မနေလဲရမှာအဲ့လိုလဲအနေထားမှာပလက်ကလဲပြီးသွားပြီပေါ့ဗျာနော်အဲ့လိုပလက်လဲလဲပြီးသွားပြီးမှဒီလိုမျိုးပုံစံလူပြစ်ချက်ဖြစ်တဲ့အခါမှာ ဒီကားပြင်တဲ့ mechanic တွေအတွက်ကအရန်ခေါင်းကိုက်ရတယ်ပေါ့နော်ကျွန်တော်တို့ကဒါကိုစိတ်ချအောင်ဆိုပြီးတော့လဲလိုက်တယ်ဒါပေမဲ့ဒီလိုပုံစံလိုပြစ်ချက်ဖြစ်နေတဲ့အခါမှာကျွန်တော်တို့ကဝေဝါးသွားတယ်ဒါပလက်ကြောင်မဟုတ်တော့ဘူးတခြားပြစ်ချက်ကြောင်ဖြစ်မယ်ပလက်ကွိုင်းကြောင်လား compression ကျတာလား injector လားအများကြီးပေါ့ဗျာနော်ဖြစ်နိုင်တဲ့ပြဿနာတွေကျွန်တော်တို့ကအများကြီးပဲရှောက်တွေ့တဲ့အခါမှာတစ်ခါလီမှာရေလိုက်ငါလိုက်တွေလွဲသွားတတ်ပါတယ်ဒါကြောင့်တေချာအောင်ပေါ့နော် ဘလက်ဒီလဲတဲ့အခါမှာတငုတ်တွေနှငုတ်တွေသုံးငုတ်တွေကျွန်တော်တို့ကအာသိကျင်တာမဟုတ်ဘူးအဲဒီအဲ့ဒါတွေကိုထဲမတွက်ဖန်နေတက်နိုင်သမျှကျွန်တော်တို့ကကတ်တလောက်ကိုသုံးပြီးတော့မှအဲမိတ်ဆွေတို့အနေနဲ့ပေါ့နော်အဲဒီကားမှာသုံးစီချင်ပါတယ်ဒီညမှာကျွန်တော်ဒီနေ့ ကတ္တလောက်အသုံးပြုပုံလေးရောကျွန်တော်မျှဝေခဲ့မယ်အဲ့ဒီကတ္တလောက်ကိုဘယ်ကနေရှာလို့ရလဲလဲကျွန်တော်ပြောခဲ့ပါမယ်ဒါပြင်ကျွန်တော်ရဲ့ဒီခန်းသားလေး Telegram Channel မှာလည်းကျွန်တော်တင်ပြထားတယ်ဗျအာဒီ2022 23 24ပေါ့နော်ကတ်လောက်၃ခုစာဒန်ဆိုစပပလက်ရဲ့ကတ်လောက်၃ခုစာကျွန်တော်အဲဒီဘောနော်ဒီ Telegram channel မှာကျွန်တော်တင်မိထားပါတယ်။အဲ့ဒီမှာပြန်ပြီးတော့အဲ့ဒီ group တွေကိုဝင်ပြီးတော့ download ဆွဲလို့ရပါတယ်။ကျွန်တော် depo ရဲ့ comment အောက်မှာလည်းဒီပို့ပေါ့နော်ဒီပို့ရဲ့အောက်မှာမှတ်ထားတဲ့ comment မှာလည်းကျွန်တော်အဲဒီအဲ့ဒီရဲ့ Telegram ရဲ့လိပ်စာလေးကိုကျွန်တော်ပို့ပေးပါမယ်။အဲ့ဒီမှာဝင်ပြီးတော့အဲပေါ့နော်ကျွန်တော်တို့ download ဆွဲလို့လည်းရတယ်။အလွယ်တကူဖုန်းထဲမှာထည့်ထားလို့ရတယ်။ file နေနဲ့ save file နေနဲ့ရှိတာဖြစ်တဲ့အတွက်ကျွန်တော်အလွယ်တကူ download ဆွဲပြီးတော့မှထည့်ထားလို့ရပါတယ်အဲကိုယ့်ရဲ့ကားနဲ့ကိုက်ညီတဲ့အာကျွန်တော်တို့ဒီ plate တွေကိုအဲ့ဒီမှာတခါတည်း အဲကျွန်တော်ဒါရှာလို့ရတယ်ဗောနော်အဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီ Danso Spotlight ရဲ့ catalog လေးဘယ်လိုသုံးလဲဆိုတာလေးကျွန်တော်လည်း like ကြည့်ကြည့်အောင်ဗောနော်အဲကျွန်တော် file လေးတော့ဖွင့်ထားပါတယ်ကျွန်တော်နမူနာအနေနဲ့ကအဲကျွန်တော်တို့ Honda Fit ဗောနော် Honda Fit G10 တို့ G7 တို့တော့ GB1 GK3 တို့ အာ GR1 တို့ GE8 တို့ GE9 တို့အစားရှိသည်ဖြစ်ပါတော့နောက် GB4 တို့နောက် GK5 တို့ GK6 တို့အစားရှိသည်ဖြစ်ပါတော့အဲအဲ့ဒီဟာနဲ့ကျွန်တော်နမူနာပြပေးပါမယ်ဒီနေရာမှာကျွန်တော်တို့ကဒီ player catalog ကိုရွေးတဲ့အခါမှာ အဲဒီ player cut လောက်ထဲမှာပေါ့နော်ကျွန်တော်ဖတ်တဲ့အခါမှာကျွန်တော်ဒါ dance တို့ခုတည်းကိုဒါပြထားတာ dance မှာသူက ngk တို့ boss တို့ ਨੇ ပါပါတယ် champion တို့လည်းပါတယ်ပေါ့နော်အဲ့ဒီမှာပုံစံတူလေးတွေပါတယ်အဲ့ဒါလည်းရွေးချယ်လို့ရတယ်အဲ့တော့ကျွန်တော်ဒီနိုင်ငံတော့ကိုကရွေးချယ်ရမယ်နိုင်ငံဆိုတဲ့နေရာမှာဒီကားကဘယ်နိုင်ငံထုတ်လဲပေါ့ဥမာအနေနဲ့ဂျပန်ထုတ်တာလားဖိလစ်ပိုင်လားမလေးလားကိုရီးယားလားအင်ဒိုနီးရှားလားပေါ့နော်ချိုင်းနာလားဩစတြေးလားအစားရှိတွေဖြင့်အဲ့ဒီနိုင်ငံထုတ်လေးတော့ကျွန်တော်ရွေးချယ်ဖို့လိုအပ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့လိုက်ပြီးတော့ကြည့်ကြည့်အောင်ပေါ့နော် အော်နည်းနည်းလေးတော့အမှုံမယ်ထင်တယ်ဗျအဲကျွန်နည်းနည်းလေးရှိတော့တက်နိုင်များကတ်ကတ်ပေးပါမယ်နော်ဇွန်ဆွဲလို့သိမရအောင်အော်ကျွန်တော်ဒါနည်းနည်းလေးတော့နည်းနည်းလေးတော့မှုံမယ်ထင်တယ်နော်ဒါကျွန်တော်ဒီနေရာမှာဒီအဲဒါကဒန်ဆူရဲ့ပလက်ကတ်တလောက်ပေါ့နော်အဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့လိုမျိုးဒါဂျပန်ကားပေါ့ဗျာနော်ဒါဂျပန်ကားရှိမယ်ဒီရဲ့ဘေးမှာပေါ့နော်ဒီရဲ့ဘေးမှာပါရှိမလဲဆိုတော့ အာကျွန်တော်တို့မှာဩစတြေးလျရှိမယ်ချိုင်းနာရှိမယ်ဒီမှာဆိုလို့ရှိရင်အိန္ဒိယရှိမယ်အာနောက်အင်ဒိုနီးရှားရှိမယ်ကိုရီးယားရှိမယ်မလေးရှားရှိမယ်အဲ့တော့ကျွန်တော်စီမှာလာတဲ့ကားတွေဒါဂျပန်ပေါ့ဗျာနော်ဂျပန်ကားကိုကြည့်မယ်ပေါ့အာကျွန်တော် Honda Fit ကဒီမှာဂျပန်ဆိုရပါဆိုတော့ဒီမှာဂျပန်ကိုအာထောက်ထားလိုက်တယ်သူကနံပါတ်တွေကလိုက်ရှာတော့ပေါ့ဗျာနော်ဂျပန်မှာမှကျွန်တော်တို့ဘယ်ကားလဲဆိုတော့အာဒီဟိုပေါ့နော် Honda ပေါ့နော် Fit က Honda ထဲမှာပါလာဖြစ်တယ်တဲ့ကျွန်တော်တို့ဒီမှာ Honda ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒီမှာ Honda ဆိုတာကိုရွေးလိုက်မယ်အဲ့မှာ Honda မှာ Honda CRV ရှိမယ်နောက်မှာ CRZ တို့နော် CRV Hybrid တို့နော်နောက် Honda Fit ပေါ့ဗျာနော်ဒီမှာ Honda Fit တို့ရှိတယ်ဒီနေရာမှာကျွန်တော် plan နဲ့ပတ်သက်ပြီးတော့မျှဝေရင်အမြဲတမ်းလည်းပြောလို့ရှိပါတယ်ကျွန်တော်တို့ဒီကားတစ်စီးရဲ့ engine ရဲ့ plug ကိုရွေးချယ်တဲ့အခါမှာအကုန်လုံးကိုကျွန်တော်တို့ကတီးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် Honda Fit အဲ့တော့ Honda Fit ဆိုလို့ရှိရင် Honda Fit မှာ Honda Fit မှာဘာတွေရှိမလဲဆိုတော့ကျွန်တော်ဒီနေရာလေးမှာပေါ့နော် 1300 cc 1500 cc ဆိုပြီးတော့ရှိမယ်အဲ့လိုမှာ1300 cc 1500 cc ဆိုတဲ့နေရာမှာ GE6 ပေါ့နော် GE6 G7 GP1 GP GK3 နောက် GR1 အစရှိသဖြင့်ဒီမှာ GR5 2ဒီမှာ GR7 တိရှိမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီမှာအဲ G6 ပေါ့ဗျာနော် အများဆုံးဓာနေတဲ့ဒါ G6 တိဆိုလို့ရှိရင်ဒီမှာ G6 G7 ပေါ့နော် G6 ဆိုလို့ရှိရင် model အနေနဲ့ဆိုရင်ဒီမှာအာဒါကျွန်တော်တို့ဟာပေါ့နော်2000ကနေ အဲ2013ကြာပေါ့နော်အဲ့ဒီမှာဆိုရင်သူက engine က N 13A နဲ့လာတဲ့ IVTEC engine ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ plat number တွေကိုကျွန်တော်တို့ရွေးချယ်တဲ့အခါမှာကျွန်တော်ဘာ number တွေရွေးချယ်လို့ရလဲဆိုတော့ဒီမှာသူ့ရဲ့ဒါ plat number ပေါ့နော်ဒီမှာဆိုရင် DK20PR ဆိုတဲ့ plat ကိုရွေးချယ်ရမယ်အဲ့လိုမျိုးရွေးချယ်ပြီးရင်ကျွန်တော်ဒီမှာအဲဒါသူရဲ့ pass number ပါမယ်ဒီနေရာမှာကျွန်တော်တို့က plat အမျိုးအစား3မျိုးပေါ့နော်ဒါဆိုမှ plat မျိုးအစား3မျိုးပေါ့3မျိုးဆိုတာကသူ့ရဲ့ အဲဘယ်လိုပြောမလဲဆိုတော့ platinum ရှိမယ် radiant ရှိမယ်အာကျွန်တော်ဒါဒီအပေါ်မှာခေါင်းစဉ်လေးပြန်ကြည့်လို့ရပါတယ်เนาะဒီမှာဆိုလို့ရှိရင်အာဒီမှာဒီမှာပေါ့เนาะအဲဒီဒီမှာ plat ကဒါအမျိုးအစားရှိမယ်ကျွန်တော်နောက်ဆုံးအမျိုးအစားဒီအစိမ်းကကြတော့ radiant touch ကကြတော့ဈေးကြီးတယ်လို့ပြောရမယ်အမျိုးအစားအရင်ကောင်းတယ်သူရဲ့သမတ်ချက်အရဆိုလို့ရှိရင်ကီလိုအနေနဲ့ပေါ့เนาะဘယ်လောက်တောင်ပေးထားလဲဆိုတော့ကီလိုတသိန်းလောက်ထိပေးထားတယ်ဒါဂျပန်ရဲ့ standard ကိုပြောတာပေါ့နော်ဂျပန် standard မှာဆိုရင်အဲ့ဒီ radiant tap ဆိုတဲ့ plat ကအာကီလိုတသိန်းတောင်ပေးပါတယ်အဲ့ ဲ့တော့ကီလိုတသိန်းပေးတယ်ဆိုတော့ကျွန်တော်တို့ခုနကတော့ငါကြည့်တဲ့အထဲမှာပေါ့နော်အာဒီပြန်ပြီးတော့ကြည့်ကြည့်အောင်ကျွန်တော် G အာ G6 G7 မှာဆိုလို့ရှိရင် G6 G7 မှာဆိုရင် Danso Black တွေရာဒီနေရာမှာ VK20F ကိုတုံးလို့ရတယ် ါ plug ကဒီမှာ၄လုံးပဲပေါ့နော်ဘေးမှာ၄လုံးပါတယ်၄၄လုံးပဲလို့ရေးထားတယ်အဲ့တော့ VSK28 ကိုထည့်ပြင်ရတယ်အဲ့တော့ကျွန်တော်က Danso plug မှာအဲ့ဒီနံပါတ်ကိုပဲရွေးထည့်လိုက်တငုတ်တွေနှငုတ်တွေသုံးငုတ်တွေကျွန်တော်ဘာမှကြည့်ကြရမလို့သူ့နံပါတ်ကို cut လောက်ထဲမှာထည့်ပြထားတာဖြစ်တဲ့အတွက်အဲ့ဒီနံပါတ်အတိုင်းထည့်ပြီးမယ်ဆိုရင်ဘာပြဿနာမှမရှိတော့ဘူးပေါ့နော်အဲ့လိုပဲဥမာပြောမယ်ဆိုလို့ရှိရင်ကျွန်တော် GE8 ဒီဥမာ 1500cc ပေါ့ဗျာနော် ဲ့ GHG9 ပေါ့နော်အဲ့မှာ N15A IV test ပေါ့နော်ဒါ73မျိုးမဟုတ်တော့ဘူး 15A ဖြစ်သွားပြီအဲ့မှာ2000 2013 model တွေဒီမှာပါတုံးလို့ရလဲဆိုတော့ဒီ Radian Power ကကြတော့ IK20 နဲ့တုံးလို့ရတယ် Radian Touch ကကြတော့ VK20 နဲ့တုံးလို့ရတယ်အဲ့တော့ plate ရဲ့ number ဒီမှာအတိအကျပါပြီးသားဖြစ်တယ်ပေါ့နော်ဒါကကျွန်တော်ဒါအဲဒန်ဆူဘလက်နဲ့ Honda Fit ကိုပဲပြောတာပေါ့နော်တခြားကားတွေအများကြီးပဲရှိအောင်မယ်အဲကျွန်တော်ဒါ Honda City မှာအပြည့်ပါတယ်ပေါ့နော်ဒီမှာဆို Honda City မှာဆိုရင် ကျွန်တော်တို့နိုင်ငံမှာမရှိတဲ့တချို့ကားနာမည်တောင်ရှိတယ်ဗောနော်ကျွန်တော်တို့တချို့ကားဆိုရင်သိပြီးတော့မကြောက်ဘူးတဲ့နာမည်တွေရှိတယ်အဲ့တော့ Honda Honda ဗောနော်ဒီမှာ Honda ရဲ့ခေါင်းစဉ်အောက်မှာဒီ plug-in လောက်ထဲမှာဆိုင်ကယ်တွေတော့ပါပါပါတယ်ကျွန်တော်ဆိုင်ကယ်အကြောင်းတော့သိနားမလဲတဲ့အတွက်အဲ့ဒါတော့မပြောတော့ဘူးဗောနော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ဒါ Honda ဆိုလို့ရှိရင်အော်ကျွန်တော်ဒီ fit shutter တွေရှိမယ်ဗောနော်အဲ့မှာဆိုရင် shutter တွေမှာဆိုလို့ရှိရင်လဲ၃နဲ့ plug number တွေပါပြီးသားဖြစ်တယ်ဗောနော်အဲအဲ့တော့ကျွန်တော်ဒီဘက်မှာဂုံကြည့်လို့ရပါတယ်ဒီမှာဆိုရင်ကျွန်တော် ဇူးတွေရှိမယ်ပေါ့ဗျာနော်နောက်တမှာ laser တွေရှိမယ်ပေါ့နော် laser ဆိုလို့ရှိရင် laser CD မှာဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ကားတွေရှိမယ်အဲ့ဒီမှာမှာအာဘလောက် cc လဲ engine တို့ဒီ chassis တို့ frame တို့ကပါလဲဒီမှာဆို frame number ပါမယ် engine ပါမယ် model year ပါမယ်အဲ့ဒီမှာကျွန်တော်တို့ကသုံးတဲ့ plate တွေပေါ့နော် player number တွေဒီမှာပေါ်ပြပေးထားတာဖြစ်တဲ့အတွက်အဲ့ဒီတိုင်း player ဘယ်နှလုံးလဲဆိုတာအစားကြည့်လို့ရပါတယ်နော်အော်ဒါကပြောမယ်ဆိုလို့ရှိရင်တော့ဒါ placket လောက်ကိုသုံးတဲ့ပုံစံလေးကိုကျွန်တော်နမူနာအနေနဲ့ဒါပြပေးတာဖြစ်ပါတယ်အဲလေ့လာလို့ရပါတယ်နော်အဲ့တော့ကျွန်တော်ဒါကတော့ဒီလောက်လေးပဲကျွန်တော်ရှင်းပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ဒီ plate တွေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီလိုမျိုးရွေးချယ်ရင်ကျွန်တော်တို့အတွက်ကကျွန်တော်ခုနပြောသလိုဒါကတငုတ်လားနှငုတ်လားသုံးငုတ်လားပြဿနာမရှိတော့ဘူးဒါကြောင့်ကိုကားနဲ့ကိုက်ညီတဲ့ spot plate ကိုဒီလိုပုံစံမျိုးနဲ့ရွေးချယ်လို့ရပါတယ်ဒါနမူနာအနေနဲ့ dance ရဲ့ spot plate ကို အနုနာနေနဲ့ရှင်းပြပေးထားတာဖြစ်ပေမဲ့ပေါ့နော်တခြားသောဥမာ NGK သုံးလို့တော်တော်လေးအဆင်ပြေပါတယ်ဈေးနှုန်းလည်းထိုက်တဲ့တဲ့ဈေးနှုန်းဖြစ်တဲ့အတွက်ပေါ့နော် NGK ကလည်းလက်ရှိဈေးကွက်မှာဆိုလို့ရှိရင်တော့တော်တော်သုံးလို့ကောင်းတယ်အဲ့တော့ NGK ကိုသုံးမယ်ဆိုရင်အဲသူ့ရဲ့ NGK website မှာသွားပြီးတော့မှ Spotlight catalog ကို download ဆွဲလို့ရပါတယ်အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့က engine နဲ့ကိုက်ညီတဲ့ plug ကို ဒါရွေးချယ်ပြီးတော့သုံးလို့ရတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဘယ်သူမှလည်းဒီ player ရဲ့ number ဒီ media လည်းမလို့ဘူးမှားလားမှန်လားပြောစရာမလိုတော့ဘူးပေါ့နော်ဒါကျွန်တော်တို့လွန်ခဲ့တဲ့ရက်ပိုင်းလေးကပဲ 1AZ နဲ့လာတဲ့ engine ပေါ့နော် 1AZ FFE အကျွန်တော် GDI စနစ်နဲ့လာတဲ့ကားမှာပေါ့နော်သူ့ရဲ့ကားရဲ့ဒီ original လို့တော့ပြောတာမဟုတ်ဘူးကားမှာပါလာတဲ့ plat ပေါ့နော်ကမ္ဘာပါလာတဲ့ပလက်ကိုဖြုတ်လိုက်ဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့ကျွန်တော်တို့ကကတ်လောက်နဲ့ကြည့်ပြီးတော့မှအာဒီသူ့ရဲ့ ဘလက်ကိုတိုက်စစ်လိုက်တဲ့အခါမှာဘလက်ကအတူရှိနည်းနည်းလေးကွာနေတယ်အတူရှိကျွန်တော်ပြောမယ်ဆိုလို့ရှိရင်1မီလီပဝင်းကျင်လောက်ကွာနေတယ်ဗောနော်အဲ့လိုမျိုးကွာနေတာဖြစ်တဲ့အတွက်အဲအရန်တိတာတယ်သူ့ရဲ့ဒီ engine ရဲ့အဆွဲယုံအဲဒီအယုံဆွဲအကုန်ဗောနော်ဒီစီစားနှုံးနေရတာအရန်တိတာပါတယ်အဲ့တော့ ဒီအစင်ပြေတဲ့ပလက်ပုံစံမျိုးပဲထည့်ထားတဲ့သဘောမျိုးပဲထည့်ထားတဲ့ဒန်ဆိုပဲဒါပေမဲ့ပလက်ရွေးချယ်တာမှားထားတာပေါ့နော်ဒီလိုမျိုးတွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကအမျှဝေချင်တာကဒီပလက်တွေရွေးချယ်တဲ့အခါမှာကတ်လောက်သုံးထားတာတော့ပို့ပြီးတော့အစင်ပြေပါတယ်အဲ့ဒီကတ်လောက်ပမာရှာရမလဲဆိုတာကွန်ကိုအွန်လိုင်းမှာရှာလို့လည်းရတယ်ဒါမှမဟုတ်ရင်ကျွန်တော်ဒီ Google ခောက်ပြီးတော့လည်းရှာလို့ရတယ်ဒါမှမဟုတ်ရင်ကျွန်တော်ရဲ့ဒီဒီပေါ့နော် Telegram channel မှာကျွန်တော်တင်ပြီးထားပါတယ် YouTube မှာတော့အဲ့ဒါတင်ပြီးလို့မရတဲ့အတွက်ပေါ့နော်အဲကျွန်တော် လင့်လေးပို့ထားပြီးမယ်အဲ့ဒီကနေပြီးတော့ Telegram channel ကိုသွားပြီးတော့မှ join ပြီးတော့ placard log ကို download ဆွဲလို့ရပါတယ်ကိုဖုန်းထဲမှာထည့်ထားပြီးတော့မှကိုယ့်ရဲ့ကားနဲ့ကိုက်ညီတဲ့ plat တွေကိုရွေးချယ်လို့ရတယ်ဒါကျွန်တော်ကအာဒီ Japan City log ကိုပဲပြောပေးမိမယ်တခြားသောကားတွေလည်းအကုန်လုံးပါပါတယ်เนาะဒီမှာဆိုလို့ရှိရင်ကျွန်တော်သက်ဆိုင်ရာမဲဒီထုတ်လုပ်တဲ့နိုင်ငံတွေပေါ့เนาะအဲ့ဒီနိုင်ငံတွေကနေပြီးတော့မှပြန်ပြီးတော့ရွေးချယ်ပြီးတော့မှအာကြည့်လို့ရတယ်ပေါ့เนาะ plan နဲ့ပတ်သက်တဲ့အပိုင်းကိုရွေးချယ်ပြီးတော့မှအာဒီမှန်မှန်ကန်ကန် သုံးအသုံးပြုလို့ရမှာဖြစ်ပါတယ်ဒါကတော့ဒီနေ့ live မှာအဓိကမျှဝေခြင်းနဲ့ spot plan နဲ့ပတ်သက်ပြီးတော့မှဘလို့ရွေးချယ်ကြမလဲမှန်ကန်တဲ့နံပါတ်ကိုဘလို့ရွေးချယ်ရမလဲဆိုတဲ့အကြောင်းအရာလေးကိုဒါမိတ်ဆွေတို့ကိုဒီနေ့ပူဒရာအနေနဲ့ပေါ့နော် live လွှင့်ပြီးတော့မျှဝေခြင်းဖြစ်ပါတယ်ဒါဆိုရင်တော့ဒီနေ့ live မှာမှတ်ထားတဲ့ comment တွေကိုပြန်ပြီးပါအောင်မယ်ခင်ဗျာကိုဆိုင်ဆိုင်မင်္ဂလာပါခင်ဗျာ အပိဒါဂျေဇုမြာကြီးတင်ပါတယ်ခင်ဗျာကိုတင်ဆောင်မင်္ဂလာပါခင်ဗျာအမြဲအပိပါတယ်ဟုတ်ကဲ့အပိဒါဂျေဇုမြာကြီးတင်ပါတယ်ခင်ဗျာ KUNJ တဲ့ဟယ်လိုဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအဘိဓာကျေးဇူးများကြီးတင်ပါတယ်ကိုထွန်းထွန်းလည်းမင်္ဂလာပါခင်ဗျာအဘိဓာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာကိုတင်ခိုင်မင်္ဂလာပါကတ်လောက်ကိုဘလို့ရှာရင်ရနိုင်မလဲတဲ့ဘလက်ကိုဟုတ်ကဲ့ကျွန်တော် Telegram ရဲ့ group link လေးကိုအာဒီဗီဒီယိုရဲ့ဒီ live ရဲ့အောက်က comment box ထဲမှာကျွန်တော်ချပေးပါမယ်ခင်ဗျာအဲ့ရနေမှာတစ်စင်း အဲဝင်ပြီးတော့မှ Telegram channel မှာအဲဒီ Telegram channel channel လား group လားမသိဘူးကျွန်တော်ဖွင့်ဖွင့်တော့ဖွင့်တာပဲ group ထင်တယ်နော်အဲအဲ့ဒီမှာဝင်ပြီးတော့ download ဆွဲလို့ရပါတယ်ခင်ဗျအကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျကို console ကြည့်မင်္ဂလာပါခင်ဗျာ Suzuki Chevrolet and W ကလည်း timing badge ကျိုးနေလားတဲ့သိချင်ပါတယ်ကျွန်တော်အဲ့ဒါတော့သိချာမသိဘူးဗျအာတော့ဘောနော်တချို့ကားတွေက timing badge နဲ့လာတယ်ချို့ကားတွေက အဲတိုင်ပင်ချိန်းနဲ့လာတာဖြစ်တဲ့အခါကြပါဘောเนาะအလွယ်ဆုံးကြည့်တဲ့နီးလေးတော့ကျွန်တော်ပြောပြပေးပါမယ်အလွယ်ဆုံးကတော့ကျွန်တော်တို့အင်ဂျင်ရဲ့ရှေ့ခြမ်းပေါ့ဒါအများဆုံးလာတဲ့ပုံစံပေါ့เนาะအင်ဂျင်ရဲ့ရှေ့မှာ အာဒီတိုင်မင်နဲ့ပတ်သက်တဲ့တိုင်မင်ချင်းကိုပေါ့နော်တိုင်မင်နဲ့ပတ်သက်တဲ့အပိုင်းကိုကာဘာကအဲဖိုင်ဘာကော်ပေါ့နော်ကော်နဲ့ကာထားတယ်ဆိုရင်တော့အဲ့ဒါတိုင်မင်ဘက်နဲ့လာပါတယ်တကယ်လို့အဲ့ဒါကကျွန်တော်တတ်ထုနဲ့အုပ်ထားတယ်ဆိုလို့ရှိရင်တော့တိုင်မင်ချင်းနဲ့လာတာဖြစ်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့တိုင်မင်ချင်းက injury ပေးရတာဖြစ်တဲ့အတွက်အဲကျွန်တော်ကော်နဲ့ဆိုရင် injury မလုံဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ဒီ ဟိုတတူနဲ့ကာထားတာဖြစ်ပါတယ်အဲ့တော့ timing chain နဲ့ timing ဘက်ကအဲ့လိုမျိုးတော့ခွဲလို့ရပါတယ်ခင်ဗျအဲ့လိုတကူတော့ခွဲလို့ရပါတယ်ခင်ဗျဟုတ်ကျေးဇူးများကြီးတင်ပါတယ်ဥမာပြောရမယ်ဆိုရင်ကျွန်တော် 1kz တို့ 1kd တို့ 2kd တို့အင်ဂျင်တွေဆိုလို့ရှိရင်ဘက်ကျိုးနဲ့လာတယ်အဲ့အတွက်ကိုသူ့ရဲ့ရှေ့မှာအာဒီအင်ဂျင်ရဲ့ရှေ့မှာဗောနော်အင်ဂျင်ရဲ့ရှေ့မှာဒီ fiber ဘုံးနဲ့ဒီကာပြီးထားတယ်ဗောနော်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ဥမာအနေနဲ့ 1nz တို့ဘာလို့ဆိုလို့ရှိရင် timing chain ဖြစ်သွားပြီဆိုရင်ရှေ့ကကာပါဟောကတထုနဲ့ဖုံထားတာဖြစ်ပါတယ်ခင်ဗျဟုတ်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ ဟို LNEH Chevrolet Camaro 2.5 Zuma Design Engine အကြောင်းလေးပြောပြပေးပါတယ်ဟုတ် အဲအဲ့လိုမျိုး special lit တော့ကျွန်တော်မသိပါဘူးခင်ဗျာအာသူကဒီဇိုင်းအင်ဂျင်ဒေါ့မှန်နဲ့အာတခုရှိတာပေါ့နော်ဒီ C line ကကြတော့ဗာနဲ့လာလဲပေါ့နော်အဓိကတော့ကျွန်တော် C line ကြောင်းမပြောရမယ်ထင်ပါတယ်ခင်ဗျာအဲ့လိုမျိုးအာတီးတန်းတော့ကျွန်တော် engine နဲ့ပတ်သက်ပြီးတော့ကျွန်တော်တေချာတော့မသိပါဘူးခင်ဗျာကျွန်တော်တော့ general ပဲရှင်းပြပါပေါ့နော် GPU အဖြစ်ဒီလိုမျိုးဖြစ်တယ်ဆိုတာလေးပဲကျွန်တော်ရှင်းပြရှင်းပြတတ်ပါတယ်ခင်ဗျာအဲတခုတော့ရှိတယ် အဲ့ဒီကားကပေါ့နော်လက်ရှိ workshop ထဲမှာရှိနေတယ်ဆိုလို့ရှိရင်တော့အဲ့ဒီကားနဲ့ပတ်သက်ပြီးတော့တော့ကျွန်တော်အာတက်နေတယ်မြတ်မျှဝေလို့ရတယ်အလွတ်ကြတော့ကျွန်တော်အလွတ်မရလို့ပါခင်ဗျဟုတ်ကဲ့အားပြီးတာလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကိုဝင်းမင်းထောင်းမင်္ဂလာပါခင်ဗျာအာပိတာကျေးဇူးများကြီးတင်ပါတယ်အမြဲတမ်းလေးလာလက်တွေ့အသုံးချပါတယ်ဟုတ်ကဲ့ပါခင်ဗျာအခုလိုအာပိတာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ KTM ကိုကိုအန်ကျော်သိမ်းမြင်နေကျေးဇူးပါတဲ့လိုချင်ပါတယ်ဗျာကတ်တလောက်လေးလေးလာပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကျွန်တော်ဒီ live ပြီးတာနဲ့ပေါ့နော် အဲကျွန်တော်ဒီ link ကိုအဲဒီ live ရဲ့အောက်မှာ comment မှာကျွန်တော်ချပေးပါမယ်ခင်ဗျအဲဒီကနေပြီးတော့တစင်းဝင်ပြပါခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျဒါကျွန်တော်ဒီနေ့ live မှာမှတ်ထားတဲ့ comment တွေကုန်ပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ live ကိုလောင်းနေပဲရနာခွင့်ပြုပါခင်ဗျဒီနေ့ live မှာကတော့ကျွန်တော်မျှဝေခဲ့တာကဆိုတာဒီ spotlight နဲ့ပတ်သက်ပြီးတော့မှဘယ်လိုပုံစံမျိုးကျွန်တော် number တွေကိုရွေးချယ်ကြမလဲဆိုတဲ့အပိုင်းကိုကျွန်တော်နားလည်တော့တနင်္လာနေ့မျှဝေခဲ့တာဖြစ်ပါတယ်ခင်ဗျအာခဏလေးပါခင်ဗျကျွန်တော်တို့ ကွန်မန့်လေးတခုတက်လာလို့ကိုရန်စိုးမင်္ဂလာပါကာဆက်တင်နေရင်းနဲ့ break name လေးမလို့ဖြစ်ရတယ်ကျေးဇူးပါโอเคလာမင်းအားပေးတာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကိုရန်စိုးမင်္ဂလာပါအာကျွန်တော်တို့ဒီ engine ရက်ထားတဲ့အချိန်ပေါ့နော် break ဘာလို့မာနေရလဲပေါ့နော်အဲ့ဒါကကြတော့အာဘာဖြစ်လို့လဲဆိုတော့ design engine ဖြစ်ဖြစ် dash engine ဖြစ်ဖြစ်အဲသူကဒီ break မှာကအဲကျွန်တော်တို့ဒီအာပေါ့နော်အာစာဖို့ပါမယ်ပေါ့ဗျာနော်အဲ့ဒီမှာကျွန်တော်တို့ဘာလုပ်ပြီးထားလဲဆိုတော့ ဓာတ်ဆီအင်ဂျင်ဆိုရင်ဘီကွန်ပန့်မပါဘူးဒီအင်ဂျင်ရဲ့အင်းလက်အင်းလက်မန်ဂနီဖိုးပေါ့နော်အင်းလက်မန်ဂနီဖိုးကဓာတ်ဆီကားတွေကလေတကားကတိတ်နေတာကျွန်တော်တို့လီဘာနင်းမှာပွင့်တာပေါ့နော်အဲ့တော့ညမှာစဉ်းစားကြည့်ရင်ကျွန်တော်တို့ brake နဲ့ lever နဲ့ကနှစ်ခုလုံးတွဲမနေဘူးညဲတန်းပေါ့နော် brake နင်းရင် lever လွတ်တယ် lever နင်းရင် brake လွတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ brake ကိုနင်းထားတဲ့အချိန်မှာ lever လွတ်ထားတာဖြစ်တဲ့အတွက်လေတကားကပိတ်နေမယ်လေတကားပိတ်နေရင်ဒီ engine ရဲ့အင်လက်ခုံးကအာကျွန်တော်တို့ဒါလေဟာနယ်ဖြစ်နေမယ်အထက်ထဲမှာ လေကိုစုပ်ယူနေလိမ့်မယ်အဲ့ဒီအချိန်မှာ racer ကိုထဲမှာရှိနေတဲ့လေကိုစုပ်ယူလိုက်တဲ့အတွက်ကျွန်တော်တို့ခြေထောက်နင်းရတာတတောင်တတာရှိတယ်ဒါကြောင့် engine နှိုးထားတဲ့အချိန်မှာအာ brake ကပေါ့ပေါ့လေးဖြစ်နေလိမ့်မယ်ပေါ့နော်အာ engine ရက်သွားတဲ့အခါမှာအဲ့ဒီလေဟာနယ်မရှိတော့ဘူးဒီ brake ကိုထဲမှာရှိတဲ့လေကိုဆွဲဆုပ်ခြင်းမရှိတဲ့အတွက် brake နင်းရတာမာမာကြီးဖြစ်နေလိမ့်မယ်အဲ့ဒီသဘောတရားပဲကျွန်တော်တို့ဒီဇိုင်း engine တွေမှာကြတော့လေတကားကအမြဲတမ်းပွင့်နေတယ် အင်ဂျင်ရက်တဲ့အချိန်လေးပဲလေတကားကပိတ်တယ်ပေါ့နော်။ကျန်တဲ့အချိန်မှာလေကားကတောက်လျှောက်ပွင့်နေတာဖြစ်တဲ့အတွက်လေဟာနယ်ဆိုတာမရှိဘူး။မရှိတဲ့အတွက်ဘာလုပ်လဲဆိုတော့ဘီကွန်ဘန်တည်တန်းပါတယ်။အဲ့တော့ဘီကင်ဘီကွန်ဘန်ထည့်ထားပြီးတော့မှအဲဘီဂိုဘန်နဲ့လေကိုဆွဲဆုံနေဆွဲဆုံနေတော့ brain နေတဲ့အခါမှာတက်တောင်တက်တာနဲ့ပေါ့ပေါ့လေးနင်းလို့ရတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျဒါဆိုတော့ဒီနေ့ live ကိုလောက်နေပဲရနာခွင့်ပြုပါခင်ဗျအားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျနောက်မှပဲပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျ